မန္တလေးငရင်ကြီးကျောင်းမန္တလေးတိုင်းဒေသကြီးမေတီလာမြို့မေတီလာကံပေါင်းရန်ကုန်မန္တလေးကားလမ်းမပိုင်းပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး2025ခုနှစ်မလ29ရက်နေ့မှစတင်ကကံပေါင်းမြေကြီးပြိုကျမှုကာကွယ်ရေးလုပ်ငန်းတွေနဲ့ပြုပြင်ဆောင်ရွက်မှုလုပ်ငန်းများကိုအချိန်မီပြီးစီအောင်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။မန္တလေးငရင်ကြီးလှုပ်ပြီးပြည်စီမဲ့ကံပေါင်းရဲ့အပေါ်ပိုင်းမှာဆက်ကွဲကျောင်းတွေပေါ်ပါတယ်။ပိဋကတောင်ကရဲ့အောက်ပိုင်းမှာကျတော့နေပြိုမှုဖြစ်ပါတယ်။နေပြိုမှုကပေ100လောက်ပြိုတယ်တကယ်တော့ခက်လိုက်နေ ော့ဖြစ်နေတာစုစုပေါင်းပြည်250လောက်ရှိပါတယ်29ရက်နေ့မှာပဲတံမောင်းညီကြီးပြိုကြမှုကာကွယ်တဲ့လုပ်ငန်းကိုယူသနာ BOD လမ်းကုန်ပဏီနဲ့စံမောင်းနဲ့ရေသွန်းကြမှုဆွေးနွေးခံွယ်ဦးပိဌာနာမှာရှိတဲ့စက်တွေပူးပေါင်းပြီးတော့လုပ်ငန်းကိုစတင်ဆောင်ရွက်ပါတယ်ပထမဆုံးအနေနဲ့ဒီတမန်ရဲ့အပေါ်မှာရှိတဲ့အကွဲချောင်းတွေကိုသိကျက်ပါတယ်ညီကြီးနဲ့တော်စီးလုပ်ပါတယ်အဲ့ဒီပုံမှန်မှာမိုးကကျွန်တော်ဥပပါတယ် ်မိထီလာကံပေါင်းကြီးပြုပြင်ခြင်းလုပ်ငန်းများကိုအပိုင်းလိုက်ခွဲကဆောင်ရွက်လျက်ရှိပြီးလက်ရှိမှာတော့53ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့မိထီလာမျိုးနဲ့ဆယ်မြောင်းနဲ့ရေအုံချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူကအခုလိုပြောပြပါရတယ်။ လူကြတဲ့အောက်ပိုင်းမှာကျတော့ကျွန်တော်လုပ်ငန်းကြီး၄ခုလုပ်ရပါတယ်။လူကြထားတဲ့ပြည်ဆွေးပြည်တွေပယ်တဲ့လုပ်ငန်းလုပ်ပါတယ်။အောက်မှာသဲနဲ့ကြောက်အရောရေစစ်လွှာကျွန်တော်ခင်းပါတယ်။အောက်ပိုင်းမှာကျွန်တော်တို့ကရေစစ်ကြောက်လို့စီပါတယ်။ပြီးတဲ့ခါကျတော့မြေဖုတဲ့လုပ်ငန်းကျွန်တော်ဆက်လက်ဆောင်ရွက်ပါတယ်။လုပ်ငန်းကဏ္ဍကြီး၄ခုမှာသဲကြောက်ရောရာရေစစ်သဲခင်းတဲ့လုပ်ငန်းကညီချင်းပေါင်း989ကျင်းခင်းပါတယ်။ဒီနေ့အထိကျွန်တော်တို့689ကျင်းပြီးပါပြီ။ရေစစ်ကြောက်လို့စီတဲ့လုပ်ငန်းက119ကျင်းစီပါတယ်။119ကျင်းလုံးကျွန်တော်လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဲ့ဒီပေါ်မှာကျွန်တော်မြည်ဖို့တဲ့လုပ်ငန်းကမြည်ကြီးချင်းပေါင်း1500နဲ့၄ကျင်းရှိပါတယ်1500နဲ့၄ကျင်းကိုကျွန်တော်ဒေးတော့ရှိရာကျွန်တော်လုပ်ငန်းဆောင်ပေးပြီးဖြစ်ပါတယ်ပယ်မြည်ဖြစ်တဲ့လုပ်ငန်းကတော့ကျင်းပေါင်း9300ရှိတဲ့အနေနဲ့၄တော့ရှိရာဆောင်ပေးပြီးဖြစ်ပါတယ် ညီညီမှုလုပ်ငန်းရာခိုင်နှုန်းအနေနဲ့ကတော့သူ့ပေါင်း43ရာခိုင်နှုန်းဆောင်ပြီးဖြစ်ပါတယ်။မန္တလေးငရင်ကြီးကြောင့်ပြိုကျပျက်စီးသွားတဲ့မိတိလာကံပေါင်းရန်ကုန်မန္တလေးကားလမ်းမပိုင်းကိုအ мян ဆုံးပြုပြင်ပြီးစီးနိုင်ရေးအတွက်နိညာမပြတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိရာမြို့ခုချင်းလုပ်ငန်းများကိုမေလဒုတိယတက်လောက်မှာအပြီးဆောင်ရွက်သွားမှာဖြစ်ပြီးလန်ခင်